အားလုံးပဲမင်္ဂလာပါဒီတင်ကန်းစာမှာတော့တရုတ်စကားပြောတွေ့ကိုလေ့လာသွားမှာပါစောတော့စောစောမနှခင်ဆိုတဲ့အတိတ်ပဲလीနော်ကြောက်ကြောက်ဒီစကားလုံးလေးကတော့စောသော adjective အနေနဲ့ဘာသာပြန်လို့ရတယ်စောစွာ adverb အနေနဲ့ဘာသာပြန်လို့ရတယ်မနှက်ခင်းဆိုတဲ့ noun အနေနဲ့လည်းသုံးတယ်ပေါ့နော်ကြောက် ်ကြောက်အောင်အဲ့တော့ဒီစလုံးအတုံးအများဆုံးကတော့နှုတ်ဆက်တဲ့အခါမှာတော့တယ်မင်္ဂလာမနက်ခင်းမှာ good morning ဆိုလို့ရှိရင်ကြောက်အန်းအဲ့တော့ကြောက်ရဲ့အတိတ်ပဲကမနက်ခင်းကိုပြောတာဗျအန်းစာအေးချမ်းတာကိုပြောတာမနက်စောစောအေးချမ်းပါစေမင်္ဂလာမနက်ခင်းမှာအေးချမ်းတဲ့မနက်ခင်းလေးပါဒီလိုပြောတာပေါ့နော်ကြောက်အန်းကြောက်အန်းနောက်တစ်မျိုးဒီလိုပြောလို့ရသေးရယ်ကြောက်ရှာဟော 早上好အဲ့တော့早上ဆိုတာကမနက်ခင်းကိုပြောတာဟောင်းဆိုတာကောင်းတာဒီမှာတော့သူကနှုတ်ဆက်တာဒီမှာသုံးတဲ့အသုံးနှုန်းပေါ့နော်อืมအဲ့တော့မင်္ဂလာမနက်ခင်းပါဆိုရင်ဒီလိုလဲပြောပါတယ်早上好早上好သူတစ်လုံးနဲ့လဲပြောတယ်ဗျ早ဒါက morning ဒီလိုပြောတယ်နော်အဲ morning တစ်လုံးနဲ့ပြောလို့ရှိရင်早ဒါလည်းနှုတ်ဆက်တာပဲနော်早တစ်လုံးနဲ့ကမနက်ခင်းလို့ပြောတာမဟုတ်မင်္ဂလာမနက်ခင်းမှာ morning ပါဒီလိုပြောတဲ့အခါ早早 ကောင်းပြီသူ့ရဲ့ရှေ့မှာလူကိုညှို့နဲ့နန်စားတို့နန်တို့ထည့်ပြီးသုံးလို့ရတယ်။ဥပမာမင်္ဂလာမနက်ခင်းမှာဆိုတငယ်ချင်းကိုနှုတ်ဆက်နီးစောင်းနီးစောင်းနီးစောင်းဒီလိုပြောတာနော်နီးစောင်းမင်္ဂလာမနက်ခင်းမှာနီးစောင်းတာမင်းစောင်းစာမနက်ဒါပေမဲ့တွဲလိုက်တဲ့အခါကျတော့မင်္ဂလာမနက်ခင်းမှာလို့ဘာသာပြန်တယ်နီးစောင်းအကဲဆရာကိုနှုတ်ဆက်တယ်ဆရာကမင်္ဂလာမနက်ခင်းမှာလောင်ရှင်းစောင်းလောင်ရှင်းစောင်းဒါအတုံးတော့ အရန်သုံးတယ်ပေါ့နော်ဒီသုံးတော့ textbook တွေထဲမှာလည်းပါတယ်ဒါပေမဲ့တချို့ကြတော့အတန်ထွဲတိတ်မပြီးဘူးပေါ့နော်အဲ့လိုသူတို့ပြောတဲ့အခါကြားရတဲ့အတန်ထွဲတရားတိတ်မပြီးဘူးပေါ့နော်အဲ့ဒါလေးကိုပြီးအောင်ဂယူဆိုင်စေချင်တယ်ပေါ့နော်ဆိုလိုတာကတော့သူ့ရဲ့အတန်ထွဲကဘယ်လိုထွက်လဲဆိုတော့老师早老师早ဒီလိုပြောတာအဲ့ဒါတော့တချို့ကဘလို့မှားပြီးတော့အတန်ထွက်မိလဲဆိုတော့老师早အဲ့လိုမျိုးကြီးဆိုတာပေါ့เนาะအမှန်တော့老师早မဟုတ်ဘူးเนาะ老师早老师早 老师早ဒီလိုလေးပေါ့နော်ဟုတ်ဟုတ် Okay အဲ့တော့ဆရာမင်္ဂလာမနက်ခင်းပါဆိုဆရာနှုတ်ဆက်ရေ老师早အရန်စောတယ်ထိုက်ကြောင်လဲထိုက်ကြောင်လဲအဲ့တော့ထိုက်ဆိုတာကအရန်ဒါကဒီဂရီပြတဲ့ advert တခုဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ adjective တွေရဲ့ရှေ့ကနေအထူးပြုပြီးသုံးတယ်ပေါ့အဲ့တော့ထိုက်ဆိုတဲ့ advert ကိုသုံးရင်လှစာလေးကတွဲပါတယ်ပေါ့အရန်စောတယ်ထိုက်ကြောင်လဲထိုက်ကြောင်လဲ မစောတော့ဘူးနောက်ကျနေပြီမိုးချုပ်နေပြီဆိုတဲ့အတိတ်ပဲပူဆောင်လက်အဲ့တော့ပူဆောင်ဇောင်းစာစောတယ်ပူဆောင်စာမစောတာပေါ့နော်လက်ဒါကတော့အခြေအနေပြောင်းသွားကြအောင်ပြောတယ်ခုနကတော့ဒါစောစောလေးပဲရှိသေးရပေါ့အခုတဖြည်းဖြည်းနဲ့မိုးကချုပ်လာပြီမှောင်လာပြီဆိုရင်ပူဆောင်လက်ကောက်ပြီကိုကသူများအဲ့ဒီပါကြီးတွားလေတဲ့အခါမှာလေကိုကပြန်တော့မယ်ဆိုလို့ရှိရင်အေးမစောတော့ဘူးဟာတော်တော်မိုးချုပ်နေပြီပဲအဲ့အဲ့လိုစကားပလင်ခံတာပေါ့နော်ဒီချိန်မှာပူဆောင်လက်ပူဆောင်လက်ဒီလိုပြောလို့ရှိတယ်ပေါ့ပူဆောင်လက်ပူဆောင်လက် အချိန်မစောတော့ဘူးမိုးချုပ်နေပြီရှေချမ်းပူဆောင်လဲရှေချမ်းသာအချိန်ပူဆောင်လဲဆိုတာမစောတော့ဘူးအဲ့တော့အချိန်မစောဘူးဆိုတာမိုးချုပ်နေပြီမှောင်နေပြီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြန်တော့မယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ရှေချမ်းပူဆောင်လဲရှေချမ်းပူဆောင်လဲ မနက်ပဲနှစ်နာရီအိပ်ရထားလေဇောင်ရှန့်ဇောင်ရှန့်စာမနက်ပိုင်းကိုပြောနော်ဇောင်ရှန့်ကြီးတန်ချီချွာကြီးစာဘလောက်လဲတန်စာနာရီထိုးအဲ့တော့ကြီးတန်စာဘယ်နှစ်နာရီထိုးလဲလို့မေးတာနော်အချိန်ကာလနာရီတွေကိုမေးတာပါချီချွမ်းစာအိပ်ရထားတာချီချွမ်းโอเคနော်အဲ့တော့မနက်ပဲနှစ်နာရီအိပ်ရထားလေဇောင်ရှန့်ကြီးတန်ချီချွာဇောင်ရှန့်ကြီးတန်ချီချွာ 早上几点起床？刚毕业了，见到这几岁的伢娃，啊，皮里的变皮溜呀嘞。我那瞧那一伢他嘞，早上六点起床。哎，六是那个瞧个男哦，表达吧，六点是那些的瞧那一头包。 ဟုတ်ပြီနော်အဲ့တော့ဇောင်ရှာ6点起床အဲ့တော့ကျွန်တော်တို့တရုတ်စကားမှာအဖြေနဲ့မေးခွန်းနေရာဟာမိုနီကြတယ်ပေါ့ဆိုလိုတာကတော့အဖြေနေရာမှာမေးခွန်းမေးခွန်းနေရာမှာအဖြေအစားထိုးပြီးတော့ရောပဲအဲ့တော့ကျွန်တော်တို့6ဆိုတဲ့ကဏန်းနေရာမှာကုနာကြီးဆိုတဲ့မေးခွန်းနံပါတ်10နော်ပြန်ထည့်လိုက်ဒါဆိုလို့ရှိရင်ဇောင်ရှာကြီး点起床အဲ့တော့ပြန်ဖြေတဲ့အခါမှာလည်းတခြားစလုံးတွေကိုပြောင်းစရာမလိုဘူးဒီကြီးဘလောက်လဲဆိုတဲ့မေးခွန်းနံစားနေရာမှာကို ထရတယ်ပေါ့နော်အချိန်နာရီလေးထည့်ပေးလိုက်အခုကျွန်တော်ကနမူနာ6နာရီလို့ပြထားတယ်လျို့6ဟုတ်ပြီနော်အဲ့တော့ဇောင်ရှ6လျို့တန်ချီချွာအကယ်၍9နာရီဆိုရင်ဝူထက်လိုက်ဇောင်ရှ5တန်ချီချွာစသဖြင့်ပေါ့နော်ကောင်းပြီအဲ့တော့မနက်6နာရီအေးရထားတယ်ဇောင်ရှ6တန်ချီချွာဇောင်ရှ6တန်ချီချွာ မနက်ပဲ2နာရီအလုတ်တက်လဲရုံတက်တာကိုပြောနော်။ဇောင်ရှကြီးတန်ရှန်ပန်းဇောင်ရှကြီးတန်ရှန်ပန်းဆိုတာကအလုတ်သွားတာအလုတ်တက်တာပေါ့ရုံတက်တာပေါ့ရှန်ပန်းအဲ့တော့မနက်ပဲ2နာရီအလုတ်တက်လဲဇောင်ရှကြီးတန်ရှန်ပန်း 早上几点上班？ကောင်းပြီအဲ့တော့ကြီးဆိုတဲ့နေရာမှာကိုအလုပ်သွားတဲ့အချိန်တိုင်းလေးကိုထည့်ပြလို့ရတယ်။ဘယ်လောက်လဲ9:00ဆိုတော့9အဲ့တော့早上9点上班မနက်9:00အလုပ်တက်တယ်9:00တိုနော်9:00တိအဲ့တော့早上9点上班အကယ်၍က9:00အလုပ်တက်တယ်ဆိုရင်早上 八点上班，一个月三那也六点的时候呢，早上十点上班，一个月过那一个月九点，那么半上里特别呢，九点半半上到外国表呢，哦，那拿没撒娇里面八的呢，老老实的嘛，就那九一表他了，过表现的路表路也来报表，早上九点半上班，么那过那一块六点的啥子片嘞，表路也来报。 မနက်ပန်နနာရီမနက်စာစားလဲ早上几点吃早饭早上မနက်ပိုင်းမှာ几点几စာဘလောက်လဲတည့်စာနာရီထိုး几点စာဘယ်နနာရီထိုးမှာ吃早饭စာမနက်စာစားတာဟုတ်ပြီနော် chi ရစားတယ်早饭စာမနက်စာအဲ့တော့ဒီမှာ早စာစောတာမနက်ပိုင်းပေါ့နော်စောတာ စောတာသို့မဟုတ်မနက်ပိုင်းပေါ့ဖန်စာထမင်းအဲ့တော့ဇောင်းကဒီမှာမနက်ဖန်ကထမင်းမနက်ပိုင်းစားတဲ့ထမင်းဆိုမနက်စာဇောင်းဖန်အဲ့တော့မနက်စာကစားချင်းခံတာဒါကြောင့်မို့စားတဲ့ဆိုတော့ဗက်ဖြန်နောက်မှာတုံးထားတယ်ချီဇောင်းဖန်โอเคเนาะအကယ်ဒီမှာကျွန်တော်တို့ကနေ့လယ်စာဆိုရင်ဝူလို့ပြောတာเนาะဟူဖန်ညစာဆိုရင်ဝမ်ဖန်ဒီလိုမျိုးလေးပြောင်းသုံးတယ်เนาะကောင်းပြီအဲ့တော့ဂျီတန်ဘန်နနာရီထိုးမှာချီဇောင်းဖန်မနက်စာစားတယ်လေတဲ့အဲ့တော့မနက်ဘန်နနာရီမှာမနက်စာစားလဲဇောင်းရှာဂျီတန်ချီဇောင်းဖန် 早上几点吃早饭？变皮没？没那塞哪？没那啥啥的。早上十点吃早饭。按照十啥的说，表达吧。点哪一头吧？那十点啥塞哪一头？早上十点吃早饭。没那塞哪一吗？没那啥啥吧嘞？早上十点吃早饭。早上十点吃早饭。早 没地呢，没呢，阿拉，你今天早上有空吗？你今天早上有空吗？哎呦，今天咋地呢？早上咋没呢？白地呢？没呢？不，今天早上有空咋？阿拉代表了有空，阿拉的有空，马上来。 ဟုတ်ပြီနော်အဲ့ယိုခုံမဆိုအားလားအဲ့တော့ဒီနေ့မနေ့ကျတော့ချင်းထင်းဆောင်ရှာအဲ့တော့မင်းဒီနေ့မနေ့အားလားနေချင်းထင်းဆောင်ရှာယိုခုံမအဲ့တော့ချင်းထင်းဆောင်ရှာဆိုတာအခြေရောပြတဲ့စကားစုဖြစ်တယ်ပေါ့နော် subject ကသူ့ရဲ့နောက်မှာထားလဲရတယ်နော်ဒါဆိုလို့ရှိရင်ဒီလိုပြောင်းသုံးကြည့်လို့ရတယ်ချင်းထင်းဆောင်ရှာနေယိုခုံမချင်းထင်းဆောင်ရှာနေယိုခုံမဒီလိုပြောလို့လည်းရတယ်ဒါမှမဟုတ်အခုကျွန်တော်ဖော်ပြထားတဲ့အတိုင်းလေးပြောလဲရတယ်နေချင်းထင်းဆောင်ရှာ 有空吗？你今天早上有空吗？阿弟那边的嘛阿布，我今天早上没空。我阿大哥的十几天不那边去这个苏里了没？今天早上嘛阿大叫了没空？没空叫了嘛阿布后边呢？我今天早上没空。高米，那我说的是个了，subject。 ကာတာဒီစကစုပေါ့နော်အခြေစကစုရဲ့နောက်မှာထားတော့လဲရတယ်ဗျเนาะအဲ့တော့ချင်းထင်းဆောင်ရှာဝော်မေခုံချင်းထင်းဆောင်ရှာဝော်မေခုံဒီလိုပြောလဲရတယ်ဒါမှမဟုတ်ကျွန်တော်အခုရေးပြထားတဲ့အတိုင်းပဲဝါချင်းထင်းဆောင်ရှာမေခုံဝါချင်းထင်းဆောင်ရှာမေခုံဒီလိုပြောလဲရတယ်ပေါ့မနှက်ဖြန့်မနှက်ရောမြင်ထင်းဆောင်ရှာနဲ့ 明天早上呢？明天早么那片？早上早么那白？然后明天早上早么那么那片么那？那那早姑那个，就那罗不他妈的叫阿拉哦，对吧？他妈变不了，哦不罗变不了，啥都比到那了不咯？哎，今天么阿不说么那片么那药说么那片么那药阿的啦，第六没有对吧？阿宝嘛对吧？တင်ပြထားတဲ့အကြောင်းအရာတစ်ခုရှိရဆိုလို့ရှိရင်နှက်ကဘယ်လိုပါတာပြန်ရမလဲဆိုတာသိတယ်ပေါ့နော်ဥမာဒီလိုပေါ့อืม 呃，今天早上，今天早上他去游泳，你们那嘛都要一段过没？明天早上呢？没那片没那哟，但是没那片没那个八段路嘛嘞，路标了。哎哎，路不上标，没那片没那个一段过嘛啦，他们八路嘛啦，哎路不，是嘛？朝阳的苦点表达比说，第二个是啊，朝阳边边哟，东边边哟，边边哟，色色边哟，没空偷他不喏。哎喽，没那片没那哟，所以明天早上呢？明天早上呢？没那片没那哟。 မနက်တိုင်းမေထင်းဆောင်ရှာမေထင်းဆောင်ရှာအဲ့တော့မေဆိုတာကတိုင်းဆိုတဲ့အဓိပ္ပာယ် every ပေါ့ english တို့ဆိုရင်သူကတော့တို့ပါလဲဆိုတော့ အညောနှံစာတစ်ခုဖြစ်တယ်ပေါ့ထျန်းစာနေရအဲ့တော့မေထျန်းစာနေတိုင်းရက်တိုင်း every day ဆိုတဲ့အဓိပ္ပာယ်မေထျန်းကောင်းပြီကြောင်ရှန့်စာမနက်ပိုင်းအဲ့တော့မနက်တိုင်းဆိုတာနေတိုင်းရက်မနက်လို့ပြောတာเนาะနေတိုင်းရက်မနက်ဆိုတာမနက်တိုင်းပေါ့เนาะမေထျန်းကြောင်ရှန့်မေထျန်းကြောင်ရှန့်မနက်မနက်တိုင်းမေထျန်းကြောင်ရှန့်မေထျန်းကြောင်ရှန့်မနက်တိုင်း ငါမနဲ့တိုင်ချင်သွားတယ်။我每天早上都去健身房。我每天早上都去健身房。OK，အဲ့တော့我ငါက每天早上နေ့တိုင်းရဲ့မနက်ဆိုတာမနက်တိုင်းမှာတော့ဒါကတော့ဒီမနက်တိုင်းဆိုတော့အများကြီးဖြာသွားတယ်နေ့တိုင်းဆိုတော့အများကြီးကိုပေါ်ပြတယ်ဒါဆိုလို့ရှိရင်တိုးကထည့်တုံးပေးတယ်ပိုလေးနဲ့အောင်မထည့်လည်းပါမဖြစ်ဘူးเนาะခြေသွားတယ်ချန်ရှင်ဖောင်းစာဂျင်ကိုပြောတာချန်ရှင်ဖောင်းဂျင် 后面呢？紧绍了用“金永我”健身房。o k h e 每天早上都俺们太了呀？喏，每天早上去健身房，咱们都太到了呀嘞。每天早上都去健身房。o k h e l 我个么那在金永多嘞？我每天早上都去健身房。我每天早上都去健身房。 ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ Chinese for All website e-learning membership program နေကြိုဆိုပါရစေ။ကျွန်တော် website မှာ member တစ်ကြိမ်ဝင်ထားရုံနဲ့တရုတ်စကားပြောအရေးဖတ်အတန်ထွက်တတာညဏ်ဆန်းတွေနဲ့ HSK သင်ခန်းစာတွေကိုခါမဲ့လေ့လာခွင့်ရပါပါ။လေ့လာခွင့်ရရှိမဲ့ course တွေ80ကျော်ဖြစ်ပြီးတော့ဒီထဲမှာ video သင်ခန်းစာစုစုပေါင်း1600ကျော်ပါဝင်ပါတယ်။သင်ကြားနည်းစနစ်တွေနဲ့လေ့လာခွင့်ရရှိမဲ့နမူနာသင်ခန်းစာတွေကိုတော့ကျွန်တော်တို့ရဲ့ website စာမျက်နှာမှာအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ website နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့ ော့ Chinese for all page messenger ကနေ message ပေးဖို့ဆက်သွယ်ပေးမြတ်နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။အခုသင်ရစာလေးကိုဆက်လေ့လာကြရအောင်။မနက်သွားမလားဓမ္မမဟုတ်နေ့လယ်သွားမလား早上去还是中午去 okay အဲ့တော့ချိစာသွားတဲ့ verb တခုဖြစ်တယ်အခြေရောပြတဲ့နံတွေက verb ဖြစ်ရှိရပဲအထူးပြုရနော်ဆိုလိုတာချိချိ早上လို့မပြောဘူး早上 ခြေကျုံးကိုစားကြနေလဲပိုင်းပေါ့နော်ကျုံးကိုခြေနေလဲပိုင်းသွားမယ်အဲ့ဒါတော့ကျွန်တော်တို့ high shit စာ conjunction စကားဆက်တစ်ခုဖြစ်တယ်တူရတော့သူမဟုတ်ဒါမှမဟုတ်လို့ပါတာပြန်တယ်ပေါ့နော်အင်္ဂလိပ်မှာဆို or or နဲ့တူတယ်ဒါပေမဲ့သူက ဒီတရုတ်စကားမှာ high shit ကိုသုံးထားလို့ရှင်လားဆိုတဲ့မိကွန်းနေပြောင်းသွားတယ်ဟုတ်ပြီနော်လားဆိုတဲ့မိကွန်းလားဆိုတဲ့မိကွန်းကဘလို့မိကွန်းလဲဆိုတော့ရွေးချယ်မှုပြတဲ့မိကွန်းသူကအเจ้าရနှစ်ခုဒါမှမဟုတ်နှစ်ခုထက်ပိုမယ်အဲ့ထက်ကဘယ်ဟာလဲဆိုပြီးပြန်ရွေးခိုင်းတာဒါဆိုလို့ရှင်ကျွန်တော်တို့ high shit ကိုသုံးပြီးတော့မိကွန်းထုတ်ပြတာပေါ့ဒီနှစ်ခုတည်းကမိကြိုက်တာတစ်ခုရွေးဒီလိုပြောတာဟုတ်ပြီနော်အဲ့တော့မနဲ့သွားမလားဒါမှမဟုတ်နေလဲသွားမလားစောင်းရှမ်းချီ high shit 中午去早。 早上去还是中午去？早上去还是中午去？啊，这个还是个，第那库么好办呢？东库的嘞没留下来，里库嘞没留下来，对吗？就那东库没他呢。但是还是个家里嘛来看来有呗。好了，早上去还是中午去？还是下午去？下午年里呢？年里多嘛说下午去东库的要离开呢？好不呢？然后明天多嘛啦？他们好你来多嘛啦？他们好年里多嘛啦？早上去还是中午去？还是下午去？ 早上去还是中午去还是下午去？มันเป็นแบบไหนไปตัวมาเลย明天早上去哪里？明天มันเป็น早上มันไปมา去ตัวเลย哪里是ไปเลยแต่ก็ตัวจริงแค่ในนี้อ่ะบ่ตัวเลยสุดแล้วเฟฟเช่นเอามาแกมป์เอาในเมโก้เนี่ยสาวตรงนั้น去哪里？好不เนาะแล้วเฉยย่าเราเฟฟเช่นอ่ะถูกอยู่เลยเนาะเฉยสักสูเลย明天早上แล้วมันเป็นแบบไหนไปตัวมาเลย明天早上 去哪里？明天早上去哪里？မနေ့ဘယ်နှနာရနေညနေဘယ်နှနာအထိလဲဥမာအလုတ်ချိန်တို့ဒါပါတော့တခုပေါ့နော်ဒါအချိန်ကာလတခုမေးတာဥမာအလုတ်ချိန်ဆိုရင်ကျွန်တော်တို့ကုံစော့ရှည်ချမ်းလို့ပြောနော်ကုံစော့ကအလုတ်လို့တာရှည်ချမ်းဆိုအချိန်ဒီမှာကျတော့ကျွန်တော်စာမျက်နှာမဆန်းလို့မထည့်တော့တော့အမှန်တော့ကျွန်တော်မေးကျွန်တော်ចောင်းသားလေးကိုပြောချင်တာကလေအလုတ်ချိန်ကမနေ့ဘယ်နှနာရနေညနေဘယ်နှနာရအဲ့လိုပြောစီချင်တာဒါပေမဲ့အလုတ်ချိန်ကျတော့ဒီမှာ မဆန်တော့ကျွန်တော်ထည့်လို့ကုံစောရှည်ချမ်းဒီတိုင်းလေးပဲအလွတ်လေးမှတ်လိုက်နော်ကုံစောဆိုတာအလုံးလုံးတာရှည်ချမ်းဆိုတာအခြေကုံစောရှည်ချမ်းရှစ်ဖြစ်ပါတယ်။ဗာလဲဇော်ရှန့်ဂျီဒီယန်တောက်ရှောက်ဂျီဒီယန်အဲ့လိုမေးတာ။ကောက်ပြေအဲ့တော့ဒီဘိုင်းလေးပဲဖြတ်ပြောကြည့်တာပေါ့နော်။ဇော်ရှန့်မနက်ပိုင်းဂျီဆိုဘလောက်လဲတန်ဆာနာရီ။အဲ့တော့ဂျီဒီယန်ဆိုဘယ်နှနာရီ။ဒီမှာကျတော့တောက်တောက်က wee back proposition ကိုထည့်တာနော်။ဒီတောက်ကကျတော့ဒီနောက်ကစကစုနဲ့ဆိုင်တယ်ညနေဘယ်နှနာရီအထိ။ဘာဖြစ်လို့လဲဆိုတော့ wee back တွေကတော့သူ့ရဲ့နောက်မှာကန်ဘုတ်ကိုတွဲရတယ် ဝိပတ်သုံးထားပြီဆိုရင်သူနဲ့တွဲပါတာပြန်လာသူ့ရဲ့နောက်ကအစိပ်ပိုင်းနဲ့ပဲတွဲပါတာပြန်လာတောက်အထိဘဲထိလဲရှောက်ကိုကြည့်တဲ့ညနေဘန်နနာရီအထိဟုတ်ပြီနော်ရှေ့မှာဘာမှမလို့မနေ့ဘန်နနာရီညနေဘန်နနာရီအထိဆောင်းရှောက်ကြည့်တဲ့တောက်ရှောက်ကိုကြည့်တဲ့ဟုတ်ပြီနော်အဲ့တော့မနေ့ဘန်နနာရီကနေညနေဘန်နနာရီအထိလဲဆောင်းရှောက်ကြည့်တဲ့တောက်ရှောက်ကိုကြည့်တဲ့ဆောင်းရှောက်ကြည့်တဲ့တောက်ရှောက်ကိုကြည့်တဲ့ ဟုတ်ပြီနော်ကောင်းပြီအဲ့တော့ဒီနေရာမှာအဖြေလေးတွေပြန်ထည့်ဖြေလို့ရတယ်ထည့်ဖြေကြည့်မယ်နော်မနက်9:00နာရီကြောင်ရှ9:00တန်အထိဆိုရင်တောက်ဘယ်ထိလဲရှောက်9:00တန်ညနေ9:00နာရီအထိโอเคเนาะအဲ့တော့မနက်9:00နာရီညနေ9:00နာရီအထိပေါ့ကြောင်ရှ9:00တန်တောက်ရှောက်9:00တန်ကြောင်ရှ9:00တန်တောက်ရှောက်9:00တန်ကြောင်ရှ9တန်တော့ရှောက်5တန်အဲ့တော့ဒီမှာတခြားဟာလေးထည့်ပြောလို့ရအောင်เนาะမနေ့7နာရီညနေ4နာရီဆိုရင်ကြောင်ရှ 8点到下午4点挂个特别机呢。မနက်9:00နာရီစတယ်။早上9点开始。အဲ့တော့开始စာစတင်နေဆိုတော့ verb တစ်ခုဖြစ်တယ်ပေါ့နော်။开始စာစတင်နေ။သူက verb ဖြစ်တယ်။ verb ဖြစ်တဲ့ကြောင့်အခြေအနေကို verb ဖြစ်ရှိရအထူးပြုထားအခြေစကားစုပါလေ။早上9点开始စတင်နေ။အဲ့တော့မနက်9:00နာရီစတယ်။早上9点开始။ OK，明天西那一下的时候，早上八点开始；明天三那一下的时候，早上十点开始，啥子片？L 标路亚的，好不呢？好了，明天八那一下的时候的吧，美国人啥机标嘞？早上几点开始？明天八那一下嘛嘞？早上几点开始？明天九那一下嘛嘞？早上九点开始，好不呢？ မင်းမနဲ့ဘယ်နှစ်နာရီကုမ္ပဏီကိုရောက်လဲနေဇောင်ရှကြီးတန်တောက်ကုန်းစနေမင်းကဇောင်ရှမနဲ့ပိုင်ကြီးတန်ဆိုဘယ်နှစ်နာရီမှာတဲ့တောက်ကရောက်တယ်ဒါကဗတ်အနေနဲ့သုံးထားတာတောက်ခုနကကျွန်တော်တို့တောက်ကိုအထီလို့ပါတာပြန်နော်ဥမာတောက်ရှဝ ညနေအထိတောက်ရှောက်ဝိုးတရံညနေ9နာရီအထိအဲ့မှာတောက်ကအထိလို့ပါသားပဲဒီမှာကျတော့ရောက်တယ်လို့ပါသားပဲဘာကွာသွားတာလဲခုနကတောက်ရဲ့နောက်မှာအခြေစကလုံးတွေတုံထားခြင်းအပြင်အဲ့မှာကျွန်တော်ကဘာကိုရည်ညွှန်းတာလဲဆိုတော့တောက်က we back proposition အခုဒီမှာတုံထားတာတောက်က verb နော်ကရိယာအနေနဲ့တုံထားတာဗာလဲရောက်ချင်းခံရတာကုမ္ပဏီတောက်ကုန်းစကုမ္ပဏီကိုရောက်တယ်ဒါကရောက်ချင်းခံရတဲ့နေရာကံပုံနော်တောက်ကုန်းစအဲ့တော့တောက်က verb ဖြစ်တဲ့ကြောင့်အခြေအနေကသူ့ရဲ့ရှေ့အထူးတယ်ဇောင်းရှန်ကြီးတဲ့တောက် 那本来哪要嘞？OK，阿罗，我们呢本来来公牛要嘞。你早上几点到公司？你早上几点到公司？我们呢是哪一块公牛要嘞？ 我早上八点半到公司，点点说八点半，哎，到巴萨西点上哪一半啥多哎？西哪一多是啥的嘛？那马路是西哪一块，不晓得半点多的，喏，块啥多的，半到多的。八点半是哪一块，哎，到看到哪一块是七点半，过哪一块是九点半，哎、啊，六到了，后边喏，半点多的。点那一头边半。 ဒါလေးထည့်လိုက်เนาะအဲ့တော့ပါတီယံပန့်ဆိုတာ၈နာရီခွဲကြောင်ရှန့်ပါတီယံပန့်မနေ့၈နာရီခွဲမှာတောက်ကုန်းစုကုမ္ပဏီကိုရောက်ပါတယ်အဲ့တော့ငါကမနေ့၈နာရီခွဲမှာကုမ္ပဏီကိုရောက်တယ်ဟွာကြောင်ရှန့်ပါတီယံပန့်တောက်ကုန်းစု我早上八点半到公司。我早上八点半到公司。我们呢，十点一个点个公牛要那边。我早上八点 就到公司了。ကောင်းပြီအဲ့တော့ဒီမှာကျွန်တော် highlight လေးပြပေးထားတာเนาะဒါလေးကိုထည့်သုံးဖို့အတွက်ကိုအဲ့တော့ချို့ကဘာလို့သုံးတာလဲကောင်းပြီဒီနေရာမှာဒီအကြောင်းလေးကိုရှင်းပြမယ်ချို့ဆိုတဲ့စကားလုံးကအချိန်နာရီတွေရဲ့နောက်မှာဒီလိုကပ်ပြီးသုံးတာလဲသူရဲ့နောက်ဆက်အနေနဲ့တွဲထားတယ်အချိန်ရဲ့နောက်ဆက်ပုံเนาะဒီချို့ကဒီတောက်နဲ့မဆိုင်ဘူးเนาะပါတီယံနဲ့ပဲဆိုင်တယ်ပါတီယံချို့ပါတီယံချို့၈နာရီကတိကောက် โอเคအဲ့တော့ချို့ကိုတုံးလိုက်ခြင်းအပြင် तू อ่ะဘာကိုရင်ညွှန်းလဲဆိုတော့သူ့ရဲ့ရည်ရွယ်ချက်ရှိတယ်เนาะ तू อ่ะပုံမှန်ချိန်ထက်စောတာကိုရင်ညွှန်းတာဟုတ်ပါတော့ပုံမှန်ချိန်ထက်စောတာကိုရင်ညွှန်းတာ तू อ่ะနေတိုင်းကုမ္ပဏီကို9နာရီရောက်တယ်ဒီနေ့မှာတော့10နာရီကတည်းကရောက်နေရပုံမှန်ဆိုရင် तू နေတိုင်း9နာရီမှာပဲရောက်တယ်ဟုတ်ပြီเนาะ9နာရီဆိုရောက်ပြီ9နာရီဆိုတာနေတိုင်းရောက်ပြီသူက right time က9နာရီဒါပေမဲ့ဒီနေ့တရက်မှာ तू อ่ะ စောစောကြီးထပြီးတော့အစောကြီးထပြီးတော့ပြေးပြီးတော့အစောကြီးရောက်တယ်ကုမ္ပဏီကိုဘယ်တဲ့ရလဲတနားရီတော့ကြိုပြီးတော့ရောက်တယ်ပါတန်ကျုပ်ပုံမှန်ချိန်ထက်ပါလဲစောတာအဲ့တော့ပုံမှန်ချိန်ထက်စောကြောင်းကိုဖော်ပြခြင်းလို့ရှိရင်သူကအချိန်နာရဲ့နောက်မှာဘာထည့်ပြရလဲကျုပ်အဲ့ဒီကျုပ်ကိုသုံးပြီးစားတဲ့ဒါသည်အချိန်နဲ့ပြောင်းနေပြီပြောတဲ့အချိန်မှာဘာဖြစ်နေလဲသူကကုမ္ပဏီကိုရောက်နေပြီနောက်မှာကျုပ်တို့ရဲ့လှစားလေးကတွဲပါတယ်အတွဲလိုက်ပဲကျုပ်လက် သဘောပေါက်လားအဲ့တော့ဒီမှာကြို့နဲ့လက်နယ်ကိုတွဲသုံးထားတာဒီပုံမှန်လှုပ်ဆောင်ချိန်ထက်စောစီးတယ်ဆိုတာကိုပေါ်ပြအောင်အတွက်ပဲသုံးထားတာတခြားပါအိပ်ပဲမဟုတ်ပုံမှန်ချိန်ထက်စောတယ်အဲ့တော့သူကဒီမှာပါတီယံပါတီယံကြို့တောင်းကုန်းစွလတ်လို့ပြောလိုက်ကြတယ်ဩသူပုံမှန်ဆိုလို့ရှိရဒါထက်နောက်ကျပြီးမှရောက်တာပဲပုံမှန်ချိန်ရအခုတော့စောပြီးရောက်နေရလို့တန်းတည်တယ်ဟုတ်ပြီနော်အဲ့တော့ငါကမနေ့၈နာရီတည်းကကုမ္ပဏီကိုရောက်နေပြီဟွာဆောင်ရှမ်းပါတျံချို့တောင်ကုန်းစလော့ 我早上八点就到公司了。我早上八点就到公司了。ကောင်းပြီဒီမှာတော့ခြံရုံသုံးထားတယ်။ငါကမနေ့7နာရီထိုးမှပဲကုမ္ပဏီကိုရောက်တယ်။我早上10点才到公司。အဲ့တော့ဆိုင်ဆိုတာကမှတာလို့ဘာသာပြန်တယ်။တက်ပါအတွက်သုံးတာလေ။သူလဲခုနကလိုပဲအချိန်နာရဲ့နောက်မှာကပ်ပြီးတော့သုံးတယ်။ဒီအချိန်နာကြီးဒီပုံမှန်ချိန်ထက်နောက်ကျတာကိုပြောတာ။ ပုံမှန်ဆိုလို့ရှိရင်သူအမြဲတမ်း right time ပဲ9နာရီရောက်တယ်ဒီနေ့ကျတော့လမ်းမှာကားပြတ်သွားတယ်10နာရီမှပဲရောက်တယ်10နာရီနောက်ကျသွားတယ်ပုံမှန်ချိန်ထက်10နာရီနောက်ကျသွားတယ်အဲ့ဒါလေးကိုဖော်ပြရတော့ကျွန်တော်ဘာလေးတစ်လုံးပို့ထည့်လိုက်ရောပဲလဲ time ဆိုတော့ advert လေးတစ်လုံးပို့ထည့်လိုက်ရောပဲဒီကော advert verb ဖြစ်ရှိရအထူးပြုတယ်ဒါပေမဲ့အဓိကဒီကွက်ကြတယ်မှာကျတော့သူကနာရီကိုအဓိကသွားညှိုးနေရဒီကောင်လေးက တော့ပေါ့တယ်နော်။နာယူအဓိကညှို့တာစားဆယ်နာရီမှပဲလို့ပြောလိုက်လို့ရှိရယ်ကိုကပုံမှန်နေ့တွေဆိုဟိုဆယ်နာရီမထိုးခင်တည်းရောက်တဲ့ပုံစံပေါ့ပုံမှန် right time ချိန်တွေရ။ Okay နော်။အဲ့တော့ငါမနေ့ဆယ်နာရီထိုးမှပဲကုမ္ပဏီကိုရောက်တယ်။我早上十点才到公司。我早上十点才到公司。我我早上十点才到公司。အဲ့တော့ကျွန်တော်ကဘာနဲ့ဘာကိုတီးဖို့လို့လဲဆိုတော့အဲ就了ဆိုတဲ့ပုံစံတက်က ပုံမှန်ချိန်ထဲပါဖြစ်တာလေ။အင်းပုံမှန်ချိန်ထဲစောတာအကယ်၍ကျိုးနဲ့လက်မပါဘဲနဲ့ဝတ်ဆောင်ရှာဘာတန်တောက်ကုတ်ဆိုငါမနေ့၈နာရီဆိုရင်ကုမ္ပဏီကိုရောက်တယ်။ဒါအမြဲတမ်းသူမနေ့၈နာရီရောက်တယ်လို့ပြောတာ။အဲ့မှာကျိုးလေးပါသွားတာလေဘာဖြစ်သွားတာလဲ။အဲပုံမှန်ချိန်ထက်စောသွားတာကိုရည်ညွှန်းလိုက်တာအဲ့လိုပဲဒီမှာလဲခြိုင်ကိုမထည့်ပဲပြောကြည့်ဥဆောင်ဆောင်10点တောက်ကုန်းစောငါမနေ့10နာရီဆိုကုမ္ပဏီရောက်ပြီကွာနေ့တိုင်း10နာရီဆိုရောက်တယ်ဒါပေမဲ့ဒီနေ့ကျတော့ ်အာရှစ်တဲ့ဆိုင်တော့ကုန်စီဆိုင်ပို့သွားလို့ရှိရင်သူ့ရောက်တဲ့အချိန်က right time က10နာရီမဟုတ်9နာရီလောက်ဖြစ်ကောင်းဖြစ်မယ်နော်9နာရီခွဲလောက်ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ဒီနေ့မှာတော့10နာရီမှာပဲရောက်တော့တယ်ပုံမှန်ချိန်ထက်နောက်ကျတော့တာကိုကြီးညွန်းတာဒီစလုံးလေးတစ်လုံးပါဆောဆောအိပ်ပေါ့စာဣတောရွှေကြောက်ပေါ့အဲ့တော့ဣတောဆိုတာနည်းနည်းဆိုတဲ့အတိတ်ပဲနည်းနည်းဟုတ်ပြီနော်အဲ့တော့ဣတောဆိုတဲ့အတုံးနှုံးကိုဒီစကစုကိုတုံးပြီဆိုအများရန်ဖက်အချစ်တဲ့ရနောက်မှာပဲတော့တယ်စာ ဣတ္တောနည်းနည်းစောစောအဲ့တော့ဣတ္တောဆိုတာကဘာလို့တော့လဲဆိုတော့နှိုင်းရှင်တာအဲ့တော့နည်းနည်းစောစောအိပ်ပေါ့ဆိုတော့ပုံမှန်အိပ်တာဆိုပုံမှန်ဆို17နာရီအိပ်တယ်ဆိုတော့ဒီနေ့10နာရီလောက်အိပ်လိုက်ပေါ့ကိုယ်ခွဲလောက်အိပ်လိုက်ပေါ့အဲ့လိုနှိုင်းရှင်ပြီးပြောတာအဲ့တော့ဣတ္တောဆိုတာဘာလဲနှိုင်းရှင်ပြီးပြောတာဟုတ်ပြီနော်စောစောအိပ်စာပုံမှန်ချိန်တဲ့မင်းနည်းနည်းစောအိပ်ပုံမှန်ချိန်နဲ့အခုအိပ်မဲ့အချိန်နဲ့ကိုနှိုင်းရှင်လိုက်တာတော့ပါတယ်နော်အဲ့တော့ဣတ္တောမှာကျွန်တော်စကားပြောတဲ့အခါဣဆိုတဲ့အတန်တော့ကိုခြံလက်ထားတယ်။ဇောင်းတရားဆိုလုံလောက်တယ်။ဇောင်းဣတရားလို့အပြည့်စုံပြောစရာမလိုဇောင်းတရားနည်းနည်းစောစောဇောင်းတရား ရွှေကြောင်အိတ်တာအဲ့တော့သူကကြတော့ဒီ verfish ရအထူးပြုထားတယ်ဒီစကစုဇောင်းတောင်ပြီးတော့မှတိုက်တွန်းတာအချံပေးတာဆိုရင်နောက်မှာပါစာလေးထဲတာအဲ့တော့စောစောအိတ်ပေါ့ဇောင်းတောင်ရွှေကြောင်ပါ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 မင်းစောစောအိတ်ပြန်ပေါ့နေဇောင်းတောင်ဝေကြပါခွေရပြန်လာကြားကအေးခွေကြားအရာပြန်ချင်းခံတဲ့နေရာဖြစ်တယ်ဒါကြောင့်ပျံနေဆိုတော့ဖြစ်နေတော့မှာကံပုတ်အနေနဲ့တုံးထားတယ်ခွေကြားစာအိမ်ပြန်လာ ဟုတ်ပြီနော်ဒီမှာစကစုလေးကဖက်ဖြစ်ရှာထူပြီးတော့ဇောက်ကြဝေချာပါတိုက်တွန်းတာမင်းစောစောအိပ်ပြန်ပေါ့နေဇောက်ကြဝေချာပါနေဇောက်ကြဝေချာပါနေဇောက်ကြဝေချာပါမင်းစောစောအိပ်ပြန်သေးတယ်နေအင်းကိုင်းဇောက်ကြဝေချာအဲ့တော့အင်းကိုင်းဆိုတာကလှုပ်တင်တယ်ဒါတိုက်တွန်းတာမှာတော့တာပေါ့နော်အချံပြုတ်တိုက်တွန်းတာမှာတော့သူ auxiliary verb တခုဖြစ်တယ် auxiliary verb ကဖက်ဖြစ်ရှာအထူပြုတယ်ဒါမြတ်သူက verb ဖြစ်ရှာဒီစကစုနဲ့အထူပြုတာဇောက်ကြဝေချာ စစောအိမ်ပြန်အဲ့တတွဲလို့သူကပါလဲလုတ်သိနေဆိုပြီး accelerate ရှိရထူဘူးလေဟုတ်ပြီနော်အဲ့တော့ညီအင်းကိုင်းသောတော်ဝေချာမင်းစစောအိမ်ပြန်သိနေညီအင်းကိုင်းသောတော်ဝေချာညီအင်းကိုင်းသောတော်ဝေချာညီအင်းကိုင်းသောတော်ဝေချာမင်းတို့စစောလက်မှတ်တော်ဝေချာညီမန်းသောတော်ချိန်မှန်ဖြောက်ညီမန်းသောတော်ချိန်မှန်ဖြောက် ချိရပါလေသွားတယ်မိုင်ကဝယ်တယ်အဲ့တော့သွားဝယ်ဆိုရင်ချိမိုင်လို့ပြောတယ်လက်မှတ်ကဖြောက်လက်မှတ်ကဝယ်ခြင်းခံရတဲ့အရာဖြစ်တယ်ဒါကြောင့်မို့ဝယ်တယ်ဆိုတဲ့ verb ရှင်တော့မှာကံပုတ်အနေနဲ့တော့ထားမိုင်ဖြောက်လက်မှတ်ဝယ်တယ်အဲ့တော့သွားပြီးတော့မှဝယ်မှာဖြစ်တဲ့ကြောင့်သွားတာအရင်ဝယ်တာနောက်ချိမိုင်ကောက်ပြီဒါဆိုရင် verb ဖြစ်ရှိရအထူးပြုတဲ့စကားလုံးက verb နှစ်ခုထပ်နေရရှေ့ဆုံး verb ဖြစ်ရှိရအထူးပြုတယ်ဆိုလိုတာကဇောင်းတရာချိမိုင်လို့ပြောတယ်ချိဇောင်းတရာမိုင်လို့မပြောဘူးနော်သူက verb နှစ်ခုကြားမှာသွားထည့်လို့မရအောင်သူက verb ရှိရအထူးပြုပဲဆိုရင်နှစ်ခုထပ်နေရရှေ့ဆုံး verb ဖြစ်ရှိပါသွားအထူးပြုတယ်အဲ့တော့ 明天叔叔能不能到我家？你们早点去买票。你们早点去买票。你们早点去买票。迪啊，叔叔拿进来。今天我想早点休息。今天我想早点休息。今天是迪内。 เนาะ wa xiang xiang sa auxiliary verb တော့လုတ်ချင်တယ်စိတ်ကူးဆန္ဒပေါ့တစုတစ်ခုကိုလုတ်ချင်တယ်ဆိုရင် xiang လို့ပြောကြောက်ကြ休息စစောနာကြောက်ကြ休息နည်းနည်းစစောနာကောင်းပြီအဲ့ဒါကကြာတော့သူကနည်းနည်းစစောနာအဲ့တော့ဒီစကစုကိုကျွန်တော်ဘာလုတ်ထားတာလဲအဲဒီစကစုနဲ့အထူးပြုထားတာကိုရှေ့စောကလုတ်ချင်တယ်ဒီတတွဲလုံးပေါ့နည်းနည်းစစောနာတယ်ဆိုတော့ဒီလုတ်ဆောင်ချက်ကြီးကိုသူကဘာဖြစ်လဲချင်တယ်သူရဲ့ဆန္ဒကိုဖော်ပြ auxiliary verb တုံးထားတယ် 告别，切要是不是闹东来样喏，苏罗啦，我今天想早，我我我今天，我今天，我今天想早点休息，我今天想早点休息，然后今天我想早点休息，这个路标路样咯。好了，第二个是说哪件嘞？今天我想早点休息。 ငါညစာဆော့ဆော့စားလို့ရမလား?ဟောခိစောင်းရချူဝမ်ဖန်မ။ကောင်းပြီဒီမှာလဲကျွန်တော်စားတဲ့ဆိုတဲ့အပိုင်လေးစားတာပါလဲချင်းညစာဝမ်ဖန်ဟုတ်ပြီနော်ဝမ်ဖန်တကယ်လို့နေ့လဲစားဆိုဟူဖန်မနေ့စားဆိုဇောင်ဖန်။ Okay အဲ့တော့ချင်းဝမ်ဖန်ညစာစားချင်းခဲ့တာဒီ verb ဖြစ်နောက်မှာကံပုတ်အနေနဲ့သုံးထားတယ်ပေါ့ချင်းဝမ်ဖန်ညစာစားတယ်။အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ဆော့ဆော့စားနည်းနည်းဆော့ဆော့စားနဲ့အထူးပြုထားဒီစကားစုနဲ့ဇောင်ကြချင်းဇောင်ကြချင်းဝမ်ဖန်ဇောင်ကြချင်းဝမ်ဖန် โอเคအဲ့တော့ auxiliary verb auxiliary verb ကတော့သူရဲ့ရှေ့ဆက်အထူးပြုတယ်ဒီလှုပ်ဆောင်ချက်ကိုလှုပ်လို့ရတယ်လို့ပြောနည်းနည်းစောစောစားတာကိုလှုပ်လို့ရတယ်အဲ့တော့ could you tell us 可以早点吃，OK。哎，我俺娘子说说啥了，要么啦？我可以早点吃晚饭吗？我可以早点吃晚饭吗？我可以早点吃晚饭吗？ ငါတို့သူ့ကိုနည်းနည်းစောစောသွားချူကြတာပေါ့ဟော်မန်ဆောင်တောချီချဲထားပါဟော်မန်ဆောင်တောချီချဲထားပါချီရသွားတာချဲရကြိုးတာဟုတ်ပြီနော်အဲ့တော့သွားပြီးတော့မှကြိုးမှဖြစ်တဲ့ချီရအရင်ချဲရနောက်ဒါဆိုထားကြိုးချင်းခံရတဲ့လူကကြိုးသည်ဆိုတဲ့ဖက်ဖြစ်နောက်ကကံပုတ်ချဲထားသူ့ကိုကြိုးတယ်ပါဒါတော့ not support တိုက်တွန်းတာပေါ့နော်ချီချဲထားပါသူ့ကိုသွားကြိုးကြတာပေါ့ချီချဲထားပါဘလို့လဲဆောင်တောစောစောလေးအဲ့တော့ငါတို့သူ့ကိုနည်းနည်းစောစောသွားကြိုးကြတာပေါ့ဟော်မန်ဆောင်တောချီချဲထားပါ 我们早点去接他吧，我们早点去接他吧。但是俺都说说多着了不？那咱们早点走吧。那咱们早点走吧。 走啥多了，好不呢？轻轻笑了，多了走。哈喽，走吧，走，大家走，Let's go，第六个走吧。哈喽，说说的时候，走掉，走掉，对吧？发脾气啊，徒步的，走掉，走吧。告别咱们，咱们说的都弄啊，我们呢，这边先读的，对面。အတိအကျဆိုတော့နည်းနည်းလေးကွဲတယ်ဟုတ်ပြီနော်စာမန့်ဆိုတာကဒီလှုပ်ဆောင်ချက်ထဲမှာပြောတဲ့လူရောနားထောင်တဲ့လူရောအတူတူလုပ်ကြမယ်ဆိုတာအခု စစနနေစစသွားမယ်ဆိုပြောတဲ့လူရောနားထောင်တဲ့လူရောနှစ်ယောက်လုံးသဘောတူပြီးတော့အတူတူသွားကြမှာပေါ့ဗျာဒါကြောင့်ဇမန်လို့တောက်ထားတာနားဒါကတော့စကက်ဆက်လေးပေါ့တော့ဒါဆိုရင် तू ကတော့ဒီအညွန့်နဲ့စာအနေနဲ့တော့ဟိုဟာတို့အဲ့ဒါတို့လို့နောက်ကတို့ပါတော့တောက်တာဒါပေမဲ့ဒီမှာကျတော့ဝါကြရဲ့အစာမှာစကက်ဆက်အနေကွန်ချန်ရှင်းအနေနဲ့တောင်းထားတယ်ဒါဆိုလို့ဘာသာပြန်တယ်နော်နားဒါဆိုရင်နားဇမန်ဇောက်တာဇောပါဒါဆိုငါတို့စစသွားကြဆိုစစသွားတာပေါ့နားဇမန်ဇောက်တာဇောပါ 那咱们早点走吧。阿拉欧结束的嘛嘞。